အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ non clause ပေါ့နော် non clause မှာဒီနေ့ကကျွန်တော်တို့ whatever တို့ whoever တို့ပေါ့နော် wherever တို့ whenever တို့နဲ့စထားတဲ့ဒီ non clause တွေအကြောင်းပြောမယ်အဲ့တော့အရင်နေ့တွေကတော့ကျွန်မ wh question ဝါဒီကိုလုံးရဲ့ပြီးတဲ့အခါမှာ that နဲ့စက်ထားတဲ့ဒီ non clause ရဲ့ if the more whether နဲ့ဒီစတဲ့ non clause ပေါ့နော် on and non နဲ့ကြတော့ကျွန်တော်တို့ထည့်ရေးလဲရလို့မရေးလဲရတယ်ပေါ့နော်အဲ့တော့ဟိုဒီဒီနေ့ကတော့ မတို့ WH နဲ့ question 1နဲ့ ever နဲ့ပေါ့နော်အဲ့တော့ WH question 1နဲ့ ever နဲ့ပေါင်းတဲ့အခါမှာ ever ရဲ့ meaning ကဒီ any ပေါ့နော်အဲ့တော့ who ဆိုတဲ့အရာဒီကျမတို့လူပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အတွက်ကြောင့် ဒီဒီနေရာမှာဆိုရင် full level ကျွန်မတို့ဘယ်လိုမြင်ရမလဲဆိုတော့က any person ပေါ့နော်အဲ့တော့ one နဲ့ ever နဲ့ကိုပေါင်းထားတဲ့အရာမှာကျတော့ ever ရဲ့ meaning က any အဲ့တော့ what ဆိုတဲ့အရာက အရာဝတ္ထုကိုကိုးစားပြုတဲ့အတွက်ကြောင့် anything နော်အဲ့တော့ wherever မှာဆိုရင်လည်းကျွန်မတို့ where နဲ့ ever နဲ့ခွဲထုတ်လိုက်မယ် ever ကကျမတို့ any အဲ့တော့ any where ဒီနေရာကိုပြောတဲ့အတွက်ကြောင့် any place ပေါ့နော် anywhere ဘယ်နေရာမှာပဲဖြစ်ဖြစ် whenever လဲထို့အတူပဲကျမတို့ ever က any when ကကျမတို့အချိန်အဲ့တော့ any time ပေါ့နော် any t i m e time တော့ wheelchair ပါတို့ဟွက်တယ်ပါတို့ကတော့ကျွန်မတို့ဘာဖြစ်ဖြစ်ဘဲအရာပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေကဒီနှောင်းကိုဟိုဟာမနှောင်းပေါ့နော်ဒီအရာဝတ္ထုတွေကိုပြောတဲ့နေရာမှာသုံးတယ်အဲ့တော့ interchangeable ပဲအပြန်အလှန်သုံးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေသိပြီဆိုတော့ကျွန်မတို့ example လေးတွေဖတ်ပြီးတော့ဘာသာပြန်ကြည့်မယ်အဲ့တော့ whatever man cook smell delicious အဲ့တော့ဒီဝက်ကြောင့်ကျွန်မတို့ဖတ်လိုက်တဲ့အခါမှာဒီ main verb က smell ဆိုတဲ့ verb ဒီ main verb เนาะအရှိကအရှိက ဒီ cook ဆိုတဲ့အရာကလည်း va ပဲဖြစ်တယ်ဒါပေမဲ့ကျမတို့ဒီနေရာမှာဒီလိုလေးပိုင်းထားမယ်ပေါ့နော် man က sergeant မိမိက cook ချက်ပြုတ်တယ်နော်အဲ့တော့မိမိချက်လိုက်တဲ့ဘယ်အရာပဲဖြစ်ဖြစ်နော်ဘယ်အရာက နေဘယ်အရာမဆိုက smell အနံ့ရတာပေါ့နော်အနံ့ရတယ်ပေါ့နော် smell ဆိုတာက အနံ့ရတယ် delicious ဆိုတာကမွေးကြိုင်တယ်ပေါ့နော်အရသာရှိတဲ့အနံ့ထွက်တယ်ပေါ့အဲ့တော့ smell ဒီဒီနေရာမှာကျမတို့ဒီ stated verb ပါဒီ situation ပေါ့နော် state အ အခြေအနေကိုဖော်ပြပေးတဲ့ဗမမျိုးဖြစ်တဲ့သူသည်အော်ချက်မလို့ဘောနော်အဲ့တော့ အကျက်လိုတဲ့ဒီ transitive verb မျိုးမဟုတ်ဘူးအဲ့တော့ stated verb တွေရဲ့နောက်မှာဆိုရင်ကျမတို့ဒီ noun သို့မဟုတ် adjective ဒီနှစ်မျိုးပဲလိုက်တယ်အဲ့တော့ဒီနေရာမှာဒီသူကအကျက်မလိုတဲ့အတွက်ကြောင့်သူကိုအဖြစ်ပုံနေနေကျမတို့ delicious ဒီ adjective ပေါ့နော် and ဟိုအရသာရှိသောနော်အဲ့တော့မေမေချက်လိုက်တဲ့ဘယ်အရာပဲဖြစ်ဖြစ်အဲဒီအနံကဒီအရသာရှိတယ်ပေါ့နော်ဒီ delicious ဖြစ်တယ်မွေးကြိုင်တဲ့အနံအရသာရှိတယ်အဲ့တော့ sajanava ပါတယ်ဒီကျမတို့ ိန်ဘာရဲ့အရှိမတထွဲလုံးသည်စာဂျန်နေဘာပါတော့ clause အဲ့တော့စာဂျန်နေရာကို ဝင်တဲ့အတွက်ကြောင့်သူသည် noun clause เนาะအဲ့တော့စာဂျက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်အဲ့တော့မိမိချက်လိုက်တော့အရာက เนาะဘယ်အရာပဲဖြစ်ဖြစ်မိမိချက်ပြုတ်တော့အရာက smell delicious ဖြစ်တယ်လို့ဘာသာပြန်မှာဖြစ်တယ်เนาะအဲ့တော့ exam နံပါတ်2ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ exam နံပါတ်2မှာကြာတော့ whoever made this cake deserves a prize เนาะအဲ့တော့ဒီဝက်ကြောင့်မှာကျမတို့ကဖတ်လိုက်တဲ့ခါမှာပေါ့เนาะ make ကလည်း va အဲ့တော့ပြုတ်လို့ဒီဆိုတဲ့ va ဒီကျမတို့ ဟုတ်ပေါ့ဒီ object လို့တယ်ပေါ့နော် object လို့တယ်ဒီ transitive verb ဖြစ်တယ်ပေါ့နော်အဲ့တော့ transitive verb ဖြစ်တော့ဒီ this case ဆိုတဲ့အရာက object နေရာကိုဝင်တဲ့ noun နှလုံးရှိတဲ့အတွက်ကြောင့် phrase object နေရာကိုပါ noun ပဲဝင်တာနော်အဲ့တော့ object နေရာဝင်တော့ noun phrase အဲ့တော့ကျမတို့ဒီနေရာမှာ whoever made this case ဘယ်သူပဲဒီ game book ကိုဒီလုံလုံပေါ့နော်ဘယ်သူဘယ်သူဖုတ်ထားသည် ဖြစ်စေပေါ့နော် deserve titan ပါတယ်တဲ့ as price ပေါ့နော် deserve titan n နဲ့ s price price က noun ပါအဲ့တော့ ဒါစား Titan ဒီဆိုတော့ဗာဒီကျွန်တော်တို့ဘာကို Titan နဲ့ဆိုတာမရှိဘူးသူဒီ compliment နေရာကို ဝင်တော့ noun ဖြစ်ပါတယ်အဲ့တော့ designers as နဲ့ကတတွဲပေါ့နော်အဲ့တော့ who ရဲ့ဘာနဲ့စထားတယ်နော်အဲ့တော့ဒီမှာဘာရှိပြီအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ who 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 ဆိုတဲ့ဒီဟောပေါ့နော်ဒီ pronoun ဒီကျွန်တော်တို့လူကိုကိုစားပြုတဲ့အတွက်ကြောင့်တီးခြားနေတဲ့စာချက်ထပ်ပေးစရာမလိုတော့ဘူးသူကိုနှိုက်ကိုကစာချက်ဖြစ်တယ်အဲ့တော့စာ ချက်ပါတယ်ဒီမှာ transitive verb ဘာပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မတို့ဒီ desire ရဲ့အရှိမတတွဲလုံးဒီ subject never ပါတဲ့အတွက်ကြောင့်သူဒီ clause ဖြစ်တယ်အဲ့တော့ဒီသူဒီ subject နေရာကို ဝင်တဲ့အတွက်ကြောင့် noun clause เนาะအဲ့တော့ noun clause ဆိုတော့ subject ကိုကျွန်မတို့ကားနဲ့ဘာသာပြန်မယ်အဲ့တော့ဒီကိမုတ်ကိုပေါ့เนาะဘသူကလုတ်တည်ဖြစ်စေเนาะဘသူပဲလုတ်လုတ်ဒီဒီကိမုတ်ကိုဘသူပဲလုတ်လုတ် desires as pride เนาะဆူရတဲ့နဲ့ စုနဲ့ထိုက်တန်တယ်လို့ပြောခြင်းဖြစ်ပါတယ်။အိဇမ်မှာနံပါတ်3ဆက်ပြီးတော့ကြည့်မယ်။ တော့ example number 3မှာကြတော့ the president တဲ့เนาะကျွန်တော်တို့ president နှလုံးတွေ့တယ်ဆိုတော့သူက phrase အဲ့တော့ phrase ဖြစ်ပြီး name ဟူသမ ्या ဟူ noun လို့ခေါ်တယ်ဆိုရအဲ့ဒါကြောင့်သူဒီ noun phrase ဘယ်နေရာမှာရှိလဲဆိုတော့ sergeant နေရာမှာရှိတယ်เนาะအဲ့တော့က president ကတဲ့ always succeed အောင်မြင်သည်ဆိုတဲ့ဗာเนาะဒီမှာဗာတွေ့ပြီးအဲ့တော့ဒီ always ဒီကျွန်တော်တို့ဒီဗာကိုလာပြီးအထူးပြုထားပေးတဲ့ adverb ပါတော့ adverb ဟုတ်တယ် adverb မှာ number တက်ပြီး ပြောမယ်ဆိုရင် to the ever or frequency ကိုပြောခြင်းဖြစ်တယ်ပေါ့เนาะအဲ့တော့ ever or frequency အဲ့တော့ wherever he goes အဲ့တော့ဘယ်နေရာကိုပဲသွားသွားเนาะ he ကစားချက် go က verb အဲ့တော့စားချက် never ပါတယ် wherever ဒီဒီနေရာမှာ conjunction စကားဆက်เนาะအဲ့တော့သူဘယ်နေရာကိုပဲသွားတာ president ကအမြဲတမ်းလို့လို့အောင်မြင်သည်เนาะအဲ့တော့ဒီ sassy ဆိုတဲ့ verb ဒီ level object မလို့ဘူး object မလို့တဲ့ဒီကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ ။ Ojem လို့တဲ့ verb ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်အနောက်မှာဒီကျွန်တော်တို့ Ojem မလိုက်ဘူး။အဲ့တော့ Ojem မလိုက်တဲ့အတွက်ကြောင့်သူရဲ့နေရာဒီကျွန်တော်တို့ complement ရဲ့နေရာဖြစ်တယ်နော်။အဲ့တော့ complement နေရာမှာတွေ့ရတဲ့အရာကစာချက်နဲ့ verb တွေ့ရတယ်။အဲ့တော့ဒီ complement နေရာမှာတွေ့ရတဲ့စာချက်နဲ့ verb ကို wherever နဲ့သုံးထားပေမယ့်ကျွန်တော်တို့က noun clause လို့ပြောလို့မရဘူးနော်။အဲ့တော့ဘယ်နေရာကိုပဲသူသွားသွားသွားတဲ့နေရာတိုင်းမှာ president ကအောင်မြင်တယ်လို့ကျွန်တော်တို့ဘာသာ ာပြန်တယ်အဲ့တော့ဒီနေရာမှာ wherever ဆိုတဲ့အရာဒီကွန်ဂျန်ရှင်လည်းဖြစ်တယ်လို့ adverb လည်းဖြစ်တယ်နော်အဲ့တော့အဲ့ဒီ wherever ကိုတစ်ချက်သတိထားပေးမယ် exam မှာ number 4ကိုဆက်ပြီးတော့ကြည့်ရအောင် exam မှာ number 4မှာလည်းကျွန်တော်တို့ wherever နဲ့စထားတယ်အနောက်မှာ you ဆိုတဲ့စာချက်တွေ့တယ်ပြီးတဲ့အခါမှာ choose ရွေးချယ်ပြီးပေါ့နော် to host to နဲ့ verb 1နဲ့ verb 2နော်ပေါင်းထားတဲ့အတွက်ကြောင့်သူဒီ reason သို့မဟုတ် purpose အကြောင်းပြချက်အဲ့တော့ host လက် ခံကျင်းပပေးမယ်လက်ခံကျင်းပမယ်ဆိုတဲ့ verb ဒီကျမတို့ order လို့တဲ့ကျမတို့ transitive verb ဖြစ်တယ်เนาะအဲ့ဒီအတွက်ကြောင့်နောက်မှလိုက်လာတဲ့ဒီ event ဆိုတဲ့အရာဒီ order နေရာကိုဝင်တဲ့ noun phrase ပါ okay အဲ့တော့ဘယ်နာအထိကိုယူရမလဲဆိုတော့ဒီ must be အရှိတိယူမယ်เนาะအဲ့တော့ where wherever you choose to host the events ဒီအရေးကြီးတဲ့ကိစ္စကိုเนาะ wherever ဘယ်နေရာမှာ main ကကျင်းပဖို့အတွက်ရေးချ ချက်သည်ဖြစ်စေ must be ဖြစ်ရမယ်เนาะအဲ့တော့သူဒီ verb phrase ပါဘာဖြစ်ရမလဲဆိုတော့ within walking distance of the train station or a train station ရထားပူတာယုံရဲ့ walking distance လမ်းလျှောက်လို့ရနိုင်တဲ့အကွာအဝေးပေါ့နော်ဒီလမ်းလျှောက်ပြီးလာလို့ရနိုင်တဲ့အကွာအဝေးအတွင်းမှာရှိရမယ်လို့ပြောတယ်အဲ့တော့ must be က verb ဖြစ်တယ် okay အဲ့တော့ within walking distance of the train station တစ်ထွက်လုံးဒီ be ဖြစ်ရမယ်ဆိုတဲ့ပါလေကျမတို့နောက်မှာ complement လိုက်တယ်နော်အဲ့တော့အကွာအဝေးအတွင်းမှာလို့ပြောတဲ့အတွက်ကြောင့် ော်သူသည် adverb phrase เนาะ adverb phrase ဖြစ်ပါတယ်ဒီနေ့အပြည့်ပြောမယ်ဆိုရင်တော့ adverb phrase or distant အကွာအဝေးကိုပြောခြင်းဖြစ်တယ်အဲ့တော့ဘာသာပြန်ပြန် the down လုံးကိုပေါ့เนาะကျွန်တော်တို့ဘာသာပြန်မယ် wherever you choose to host the events ဒီအရေးကြီးတဲ့ကိစ္စကိုလက်ခံကျင်းပဖို့အတွက်မင်းရွေးချယ်လိုက်တဲ့နေရာကဒီ sagenava ပါတဲ့ clock ဒီကျွန်တော်တို့ဒီ စာကျန်းနေရာကို ဝင်လာတဲ့အတွက်ကြောင့် non clock စာကျန်းဆိုတော့ဂါနဲ့ဘာသာပြန်ပေးမယ်အဲ့တော့မင်းရွေးချယ်လိုက်တဲ့နေရာက must be ဖြစ်ရမယ် within walking distance of the train station ယထာဘူဒာယောကနေပြီးတော့လမ်းလျှောက်ပြီးလာလို့ရနိုင်တဲ့အကွာအဝေးတွင်းမှာရှိရမယ်လို့ဘာသာပြန်မှာဖြစ်ပါတယ် okay example number 5ကိုဆက်ပြီးတော့ကြည့်ရအောင်เนาะ example number 5အဲ့တော့ example number 5မှာကြတော့ i'm not picky အဲ့တော့ပီကီဆိုတာကဇီစာကြောင်တာပေါ့နော်ဟိုဟိုဟာနိုဟိုဟာရွေးရနိုနိုဒီဟာရွေးရနိုနိုဖြစ်တာအဲ့တော့ i ကစာချက် main bar ကဒီနေရာမှာ m အဲ့တော့ရှိတီဖြစ်တီရောရပ်ထားလို့မရတော့နောက်မှ complement လိုက်တယ် compliment နေရာကြီးလိုက်တဲ့အခါမှာ Piggy ဒီ Power of Speed က LGD အဲ့တော့ non net ပေါင်းထားတယ်သူဒီ LGD ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ not ရေးတာเนาะတကယ်လို့များ noun ဆိုရင်ကျွန်တော်တို့အရှိမ no လို့ရေးရမှာဖြစ်တယ် Okay အဲ့တော့ I'm not Piggy ငါစည်းစာကြောင်တဲ့လူတော့မဟုတ်ဘူး I ငါက eat စားသည်စားသည်ဆိုတဲ့ verb ဒီ object လို့တဲ့ transitive verb ဖြစ်တယ်เนาะအဲ့တော့ဒီမှာ transitive လို့ရေးထားပေးမယ်အဲ့တော့ I eat ငါစားတယ်တဲ့ဘာကိုစားလဲ object ာပြီး whatever the cafeteria has to offer တော့ whatever ဘာဖြစ်ဖြစ်เนาะ conjunction တွေ့ပြီး the cafeteria ကစာချက်နေရာကိုဝင်တော့ noun phrase has to ကကျမတို့ have been ဗအဲ့တော့ offer ကဒီနေရာမှာ main ဗအဲ့တော့ cafeteria ဆိုတာကကျမတို့ဒီတက္ကသိုလ်တွေမှာလေကိုတန်ယူစနစ်နဲ့ စားလို့ရတဲ့ sign တွေပေါ့နော်အဲ့တော့အဲ့ဒီ cafeteria ကเนาะ have to offer เนาะဘာပဲရောင်းရောင်းပေါ့နော် သူ့မှာရှိတဲ့အရာဘယ်အရာကိုမဆိုးငါကစားတယ်အဲ့တော့စားချက်ကက order နေရာကို ဝင်လာတဲ့ဒီစားချက် ਨੇ ဘာပါတဲ့ clock စီ noun clock အဲ့တော့ cafeteria ကဘာပဲရောင်းရောင်းပေါ့နော် သူတို့ရောင်းတဲ့ဘယ်အရာကိုမဆိုးငါကစားတယ်เนาะဒီဘွက်တဲ့ဘာကို ကျမတို့ order နဲ့ဘာသာပြန်ပေးမယ် အဲ့ဇာမနံပါတ်6ကိုဆက်ပြီးတော့ကြည်ရအောင် everyone can participate in whichever activity they want အဲ့တော့ everyone လူတိုင်းလူတိုင်းကဒါဒီစာချက်နေရာကိုဝင်တယ်ကျမတို့အာ pronoun ပေါ့နော်အဲ့တော့ဒီနေရာမှာကျမ pronoun ပေါ့နော်နံစာရေးထားပေးတယ် everyone လူတိုင်းလူတိုင်းအဲ့တော့ everyone ဆိုရင်တော့ကျမတို့ distributive pronoun လို့လည်းခေါ်လို့ရပါတယ်အဲ့တော့ can participate in အဲ့တော့ can က have been ပါနော် have been ပါလား ပြီး participate ဆိုတဲ့ main verb ဒီ proposition in နဲ့တွဲပါတယ်အဲ့တော့ can participate in ဒီကကျမတို့တတွေ့သူက verb phrase အရှိမကစာချက်အဲ့တော့ participate ပူးပေါင်းပါဝင်သည်ဆိုတဲ့ verb ဒီ order လို့တဲ့ transitive verb မျိုးဖြစ်တယ်အဲ့တော့နောက်မှ like မဲ့အရာဒီ order ရဲ့နေရာအဲ့တော့ which ever activity တဲ့ they ကစာချက် one သူတို့စံတာရှိတဲ့ဘယ်လို activity မျိုးကိုမဆို everyone လူတိုင်းလူတိုင်းက can participate in ပူပေါင်းပါဝင်နိုင်တယ်အဲ့တော့ဒီ object နေရာမှာတွေ့တယ် sergeant never ပါတဲ့အတွက်ကြောင့် noun clock object ဆိုတော့ go နဲ့ဘာသာပြန်မယ်လူတိုင်းလူတိုင်းက သူတို့စန္ဒာရှိသောဘဲအဒီဘဒီမျိုးကိုမဆို can participate in ပူပေါင်းပါဝင်နိုင်သည်เนาะအဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ်โอเค example number 7ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ sense ပို့လွှတ်ပါတဲ့အဲ့တော့စွမ်းဒီကျမတို့ဘာနဲ့စထားတယ်အဲ့တော့ဘာနော်ဘာ0အဲ့တော့ဘာဘာ0တနည်းအားဖြင့်ဘာ1 you you ပေါ့နော် infinitive ဘာကိုစပြီးတော့ရေးထားတဲ့အတွက်ကြောင့်သူဒီ imperative pattern လို့ခေါ်တယ်ဘာ1နဲ့အစပြုထားတယ်စေခိုင်းတဲ့နေရာမှာ order တို့ command တို့ပေးတဲ့နေရာမှာတုံးတယ်အဲ့တော့ send ပေးဖို့ဒီစေလွတ်ဒီဆိုတဲ့ဘာဒီ transitive ဘာနော်ဒီနေရာမှာရေးထားပေးမယ် transitive ဘာ order လို့တဲ့ဘာမျိုးဖြစ်တယ်အဲ့တော့နောက်မှလိုက်လာမယ် သည်အော်ဂျဲရဲ့နေရာ ဖြစ်တယ်အဲ့တော့ hun elba ဘသူကိုမဆိုနော် you know you ကစာကျန် no က va အဲ့တော့စာကျန် never ပါတဲ့အတွက်ကြောင့်ဒါသည် clause နေရာအော်ဂျဲနေရာကိုဝင်တဲ့အတွက်ကြောင့် noun clause အဲ့တော့ main သိတယ်ဘသူကိုမဆိုဆန်ပို့လို့ပါတယ်တော့ဘာပို့လို့ရမလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်မယ် this message ဒီ message ကိုเนาะအဲ့တော့ဒီ message ကိုဆိုတဲ့အရာဒီလဲပဲကျွန်တော်တို့ object နေရာမှာရှိတယ်အဲ့တော့သူဒီနှစ်ခုဖြစ်တဲ့အတွက်ကြောင့် noun phrase เนาะအဲ့တော့သူ့မှာလဲ object သူ့မှာလဲ object အဲ့တော့ ဒီနေရာမှာကျမတို့ကဒါလိုက် object interline object ခွဲပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလိုက် object ကဒီ this message ဒီ message ကိုဒီကျမတို့ဒါလိုက် object ဖြစ်ပြီးတော့ whenever you know မင်းတီးတဲ့ဘသူကိုမဆိုဆိုတဲ့အရာက interline object ဖြစ်တယ်ပုံမှန်အားဖြင့်ဆိုရင်ကျမတို့ကဒါလိုက် object interline object ကို ရေးတဲ့အခါမှာဒါလိုက် object ကိုအရှိမထားပြီးတော့ interline object ကိုနောက်မှထားပြီးရေးလေးရှိတယ်သို့တော့ interline object က ဒီဒါလိုက် order တဲ့စကလုံးအရေအတွက်ပို့ပြီးတော့များနေတယ်ရှည်နေတယ်ဆိုရင်ကျွန်တော်တို့အရှိပို့ပြီးတော့ရေးပါတယ်เนาะဒါသူ့ရဲ့ sudden order ပါ okay exam မှာ number 8ကိုဆက်ပြီးတော့ကြည့်ရအောင်သူ့မှာ person A နဲ့ person B နှစ်ဦးရှိတယ်ပေါ့เนาะလူနှစ်ယောက်ရှိတယ် what time shall we meet เนาะအဲ့တော့ဘယ်ချိန်မှာငါတို့ should we meet ငါတို့တွေ့ကြမလဲတဲ့ person A ကမေးလိုက်တယ်အဲ့တော့ person B ကပြန်ပြီးတော့ဖြေတယ် whenever တဲ့ you suggest are က verb တော့ viva ဒီဒီတိုင်းရထားလို့မရတော့နောက်မှာ compliment လိုက်တယ်အဲ့တော့ viva ရဲ့နောက်မှာလိုက်တဲ့ compliment ဒီကျမတို့ adjective ပဲဖြစ်တယ်เนาะအဲ့တော့ available ကရားနိုင်တော့အဲ့တော့မင်းရားနိုင်တဲ့ဘယ်ချိန်ကမဆို work အလုပ်ဖြစ်ပါတယ်တဲ့ for me ငါအဲ့အတွက်အဲ့တော့ me the object ပါအရှိမ for ဆိုတဲ့ proposition တွေ့တဲ့အတဲကြောင့်သူ့ကို object of proposition လို့ခေါ်ပါတယ်เนาะ object ရဲ့ proposition အဲ့တော့အလုပ်ဖြစ်တဲ့ တယ်တဲ့အဲ့တော့ဒီဘက်ကျကျွန်မတို့ whenever ကိုဘာသာပြန်မယ် you you ကစာချက် aga va ဆိုတော့သူဒီ clock ဖြစ်သွားပြီအဲ့တော့အလုတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ main va ရဲ့အရှိမရှိတဲ့စာချက်နေရာဖြစ်နေတဲ့အတွက်ကြောင့်စာချက်နေရာကိုဝင်တာက noun clock ပဲရှိတယ်เนาะအဲ့တော့ noun clock ဖြစ်တဲ့စာချက်ဆိုတော့ ga နဲ့ဘာသာပြန်ပေးမယ်အဲ့တော့ whenever you are available အဲ့တော့မင်းအဆင်ပြေနိုင်မယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အဲ့ဒီအချိန်က work for me ငါတွေ့တော့အလုပ်ဖြစ်ပါတယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်เนาะ okay ကျမတို့ examination 9ကိုဆက်ပြီးတော့ကြည့်ရအောင်ဆရာရနေနေခါ okay examination 9မှာเนาะ examination 9မှာကြာတော့ i don't have earring age ဘောเนาะအဲ့တော့ငါမှာတဲ့ငါကစာချက် don't have မရှိပါတော့အဲ့တော့ကျမတို့ဒီမှာကြတော့ var phrase လာပြီရှိသည်ဖြစ်သည်ဆိုတဲ့ var ဒီ object မလိုဘူးအဲ့တော့ noun မှာ complement ပဲရှိတယ်အဲ့တော့ complement နေရာကြည့်လိုက်တော့ my hearing aid ကျမတို့စကလုံး၃လုံးတွေ့တယ်เนาะအဲ့ my hearing my hearing aid in ၄ခုရှိတယ်ဆိုတော့သူဒီနှလုံးထဲပို့တဲ့အတွက်ကြောင့် phrase အဲ့တော့ကျမတို့အကူအညီ expound ထားတယ်ဒါဒီ noun phrase complement နေရာကိုဝင်တော့ noun phrase ပါအဲ့တော့ငါကနားကြား ကရိယာမတတ်ထားဘူးဆိုဒါကြောင့်ကွန်ဂျန်ရှင် whatever he said he got sajet sarga va အဲ့တော့ sajet နဲ့ va ပါတဲ့အတွက်ကြောင့်ဒီနေရာသည် clause ဖြစ်ပြီးအဲ့တော့အဲ့ဒီ clause ကိုကျွန်တော်နာမည်ပေးမယ်အဲ့တော့နာမည်ပေးဖို့တက်ဆက်ကြည့်လိုက်တဲ့အခါမှာ is က va နော် fine က complement နေရာဝင်တော့ adjective အဲ့တော့ whatever he said သူပြောလိုက်တော့ဘယ်အရာကနော်ဘယ်အရာမဆိုဘာပဲပြောပြောနော်သူပြောလိုက်တော့အရာက is ဖြစ်ပါသည် the fine အဆင်ပြေပါသည်နော်အဲ့တော့ကျွန်တော်တို့ subject verb ပါတဲ့အရာဒီ clock အဲ့တော့ဘာရဲ့အရှိမရှိတဲ့အတကြောင့်သူသည် subject နေရာကို ဝင်တဲ့ noun clock subject ဆိုတော့ ga နဲ့ဘာသာပြန်မယ်အဲ့တော့ပြန်ပြောမယ် i don't have my hearing aid in เนาะငါနာကြာကတိရာမတတ်ထားဘူးဆိုဒါကြောင့်ဒါကကွန်ဂျန်ရှင် whatever he said သူဘာပဲပြောပြောပြောလိုက်တဲ့အရာက is ဖြစ်ပါသည် fine အဆင်ပြေပါတယ်ဘာပြောပြောငါမကြားတော့အကောင်းနဲ့တဲ့ဘာဘာကြီးပဲပြောနေပြောနေပေါ့နော် okay example number 10ကိုဆက်ပြီးကြည့်ရအောင် whoever wants to know should ask me အဲ့တော့ဒီမှာတို့ဒီညမှာဖြတ်ပြီးတော့တားထားလိုက်မယ် should ask ကကျမတို့ short က model ပါနော်ဒီ have been ပါ ask က main ပါ do Dean Van ဲ့တော့အဲ့တော့ဘာရပြီဆိုတော့ရှေ့ကတတွဲလုံးသည်စာကြယ်ရန်နေရအဲ့တော့စာကြယ်နေရကိုကြည်လိုက်တဲ့အခါမှာဖူရဘာဆိုတဲ့အရာသည်ကျွန်တော်တို့သူ့ကိုနှိုက်ကိုကစာကြယ်ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ထက်ပြီးတော့စာကြယ်ထပ်ပေါင်းပေးစရာမလိုတော့ဘူးအဲ့တော့ once က va အဲ့တော့ to know တီးဖို့ရန်တွယ် reason or purpose အဲ့တော့တီးဖို့ရန်တွယ်စံသားရှိတဲ့ဘသူကမဆိုပေါ့နော်ဘသူကပဲဖြစ်ဖြစ် short ask မေးတင်ပါတယ်တဲ့ ask မေးသည်ဆိုတာဗာဒီဘာကိုမေးလဲငါကို ိုမေးတယ် object လို့တယ်အဲ့တော့ object နေရာကိုဝင်တယ်မိက pronoun ပေါ့နော်နာမ်စာသုံးထားတယ် object pronoun အဲ့တော့ who they ba wants to know သိချင်တယ်ဘသူပဲဖြစ်ဖြစ်ဘသူကပဲဖြစ်ဖြစ် she asks me ငါကို မေးတင်ပါတယ် sergeant never ပါတဲ့အတွက်ကြောင့် clause sergeant နေရာမှာရှိတဲ့အတွက်ကြောင့် noun clause ကားနဲ့ဘာသာပြန်ပေးမယ်โอเคเนาะโอเค sorry โอเคနောက်ဆုံးဒီ11ပေါ့နော်စက်တေကိုဆက်ပြီးကြည့်ရအောင် my teacher usually get whoever complete the project by friday extra credit အဲ့တော့ my teacher ကစာချက်နေရာဝင်တဲ့ noun phrase usually get giga pay သည်အဲ့တော့ usually ဒီ pay သည်ဆိုတဲ့ verb ကိုလာပြီးအထူးပြုထားတဲ့ adverb of frequency အဲ့တော့ pay သည်ဆိုတဲ့ verb ဒီ verb ကိုပေးလဲကျမတို့ကံပုတ်လို့တဲ့တနည်းအားဖြင့် trans sensitive ဘာဖြစ်တယ်အဲ့တော့နောက်မှဒီ object ရှိရမယ်เนาะအဲ့တော့ who ever complete the project who ever no သူကိုနိုင်ကိုကစာချက်ဖြစ်ပြီးဒါ complete က verb အဲ့တော့စာချက် never ပါတဲ့အတွက်ကြောင့်သူဒီ clock object နေရာကိုဝင်မယ်ဆိုရင်တော့ noun clock အဲ့တော့ object ဆိုတော့ go နဲ့ဘာသာပြန်မယ်အဲ့တော့ who ever complete the project by friday အဲ့တော့တောက်ကြနေမတိုင်ခင်ပေါ့เนาะတောက်ကြနေနောက်ဆုံးထားပြီးတော့အဲ့တော့အဲ့ဒီ ဘိုင်ကိုကျမက B E F O R E before လို့ဘာသာပြန်ပေးမယ်။တောက်ကြနေမတိုင်ခင် project go เนาะအဲ့တော့ complete ပြီးဆုံးသည်ဆိုတဲ့ verb transitive verb ဖြစ်တယ်။နောက်မှာ object လိုက်မယ်။နှလုံးတည်တဲ့အတွက်ကြောင့် object နေရာဝင်သော noun phrase တောက်ကြနေမတိုင်ခင် project ကိုပြီးတဲ့သူကเนาะပြီးတဲ့သူက အဲ့တော့အဲ့တော့ပြီးတဲ့သူအဲ့တော့ဒီညမှာ suggest ဆိုတော့က okay အဲ့တော့သူဒီ gift ပေးပြီးဆိုတဲ့ via order နေရာမှာရှိတဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်တို့ order လို့ပြောတယ်အဲ့တော့သူ့ကိုဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်ပေးမယ်အဲ့တော့တောက်ကြနေမတိုင်ခင်မှာ project ကို ပြီးတဲ့သူကို ဆရာမက အမြဲတမ်းပေးတယ်အဲ့တော့ဘာပေးမှန်းမသိတော့ကျမတို့ထပ်လိုက်လာတဲ့ extra credit เนาะ extra credit ဒီကျမတို့သူဒီလဲ object ဖြစ်တယ်เนาะ object နေရာဝင်တဲ့အတွက်ကြောင့်နှလုံးရှိတော့သူဒီ noun phrase okay အဲ့တော့ object ကနှလုံးရှိနေတယ်အဲ့တော့နှလုံးရှိတဲ့အတွက်ကြောင့်သူ့ကိုကျမတို့ data type object in data type object ခွဲမယ်เนาะအဲ့တော့ data type object က extra credit ဒီဆရာမကဓာတ်ရိုက်ပေးတဲ့အတွက်ကြောင့် data type object အဲ့တော့ project ပြီးတဲ့သူကိုဆိုတော့ဒါကြောင့်သူကကျမတို့ interdite object เนาะဒါသည် forever complete the project က interdite object เนาะ interdite object okay object နှလုံးရသွားပြီကျမတို့ဘာသာပြန်မယ်ဆရာမကအမြဲတမ်းလူလူပေးတယ်ဘာပေးတယ်လဲ extra credit ကိုပေးတယ်ဘသူကိုပေးတယ်လဲတောက်ကြနေမတိုင်ခင် project ပြီးတဲ့သူကိုဆရာမက extra credit ပေးတယ်เนาะဒီဝက်ကြမှာကျမတို့ ဒါလိုက် order interline order နှစ်ခုရှိတယ်ခုနကကျွန်မပြောထားတယ်ပုံမှန်အဖြစ်ရေးမယ်ဆိုရင်တော့ဒါလိုက် object ကိုရှေ့ထားတယ် interline object ကိုနောက်မှာထားပြီးတော့ရေးတယ်ဒါပေမဲ့ဒီဘက်ကျမှကျွန်မတို့ interline object က whoever complete the project by friday ထိသည် interline object အဲ့တော့ interline object ရဲ့စာလုံးရေးတက်ကဒါလိုက် object ရဲ့စာလုံးရေးတက်တဲ့ပို့ပြီးတော့ရှေ့နေတဲ့အခါမှာ interline object ကိုဒါလိုက် object ရဲ့အရှိကိုပို့ပြီးတော့ရေးတယ်ပေါ့နော်ဒါလေးတော့တတိထားဖို့ ူးပေါ့နော် okay နောက်ဆုံးပေါ့နော်အဲနောက်ဆုံးဒီမှာနာမည်အရေးကြီးတယ် the last but not least အဲ့တော့နောက်ဆုံးဒါပေမဲ့အရေးကြီးတယ်နောက်နံပါတ်12ကိုကြည့်တဲ့အခါမှာ whatever you land land it where okay အဲ့တော့ကျမတို့ land ဒီမှာတဲ့ land တွေ့တယ်ဒီမှာတဲ့ land တွေ့တယ်အဲ့တော့မှနေတာလားဆိုတော့မဟုတ်ဘူးကျမတို့ခွဲထုတ်မယ်အဲ့တော့ whatever you land တော့ land ကဒီနေရာမှာ main ဘာဖြစ်တယ်အဲ့တော့အရှိမကြီးတဲ့အရာဒီဘာဖြစ်ပြီဆိုတော့ရှေ့မှာရှိတဲ့အရာကစာချက်ရဲ့နေရာ တွေ့ပြီး you ကစာချက် land ကဘာအဲ့တော့စာချက်နဲ့ဘာပါတဲ့အတွက်ကြောင့်သူဒီ level clause စာချက်ရဲ့နေမှာဝင်တဲ့အတွက်ကြောင့် noun clause အဲ့တော့ဘာသာပြန်မယ်စာချက်ဆိုတော့က တော့ whatever you learn အဲ့တော့ main ကလေးလာတင်ယူတယ်အဲ့တော့ whatever ဘယ်အရာပေါ့နော်အဲ့တော့ဘယ်အရာ main လေးလာတင်ယူတဲ့ဘယ်အရာကပဲဖြစ်ဖြစ်နော်ဘယ်အရာ whatever you learn ဘာကိုပဲလေးလာတည်ဖြစ်ပါစေ learn လေးလာတင်ယူပါ it လကောင်းကို well ကောင်းစွာ complement နေရာဝင်တော့ adverb เนาะအဲ့တော့ဒီညမှာ adverb ကဘာကြောင့်ရှိနေတယ်လဲဆိုတော့ရှေးမှာရှိတဲ့ land လေးလာတင်ယူသည်ဆိုတဲ့ verb ကိုအထူးပြုဖို့အတွက် complement နေရာမှာ adverb ရှိနေရခြင်းဖြစ်တယ်ပေါ့เนาะ okay အဲ့တော့ဘာကူပဲလေးလာတင်ယူဖြစ် ဒီနေ့လာတင်ယူသည်ဖြစ်စေဘာဖြစ်လဲအဒါကိုကောင်းကောင်းလေးလာတင်ယူရမှာဖြစ်တယ်နော် whatever ယူလန်မင်းပါကိုပဲလေးလာသည်ဖြစ်စေအဒါကိုကောင်းစွာလေးလာတင်ယူပါ okay အဲ့တော့ကျွန်မဒီနေ့ပြောသားတဲ့အထဲမှာကြတော့ non clause ပေါ့နော် non clause ထဲမှာမှ wh question 1နဲ့ ever နဲ့ပေါင်းပြီးတော့ရေးထားတဲ့ဒီဒီ clause တွေကိုပေါ့နော်ဝကျထဲမှာတွေ့တဲ့အခါမှာဘယ်လိုမျိုးဘာသာပြန်မလဲပေါ့အဲ့တော့ကျွန်မတို့အခုဒီဝကျတွေမှာအရင်နေ့တွေကပြောထားတဲ့အတိုင်းပဲ ဲပေါ့နော်ဒီ subject နေရာမှာလဲတွေ့ရတယ်လို့ဒီဟိုပါပေါ့နော် object နေရာမှာလဲတွေ့ရတယ်ပြီးတော့ complement နေရာမှာလဲတွေ့ရတယ်เนาะအဲ့တော့ object subject ဆိုရင်တော့ ga နဲ့ဘာသာပြန်မယ် object ဆိုရင်တော့ go complement ဆိုရင်တော့ be နဲ့ဘာသာပြန်ပေးမယ်ပေါ့နော် okay ကျေးဇူးတင်ပါတယ်